ဒီတော်စုအစိုးရလုပ်ငန်းတွေပိတ်သိမ်းထားတာဆယ်ရက်မြောက်နေ့ဖြစ်တဲ့တောက်ကြနေ့မှာအမေရိကန်ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. ကသိပ္ပံပညာရှင်တွေတမားတော်တွေနဲ့ပြည်သူကျန်းမာရေးအရာရှိအယောက်တစ်ထောင်ကျော်ကိုထုတ်ပေးခဲ့ပါတယ်။အစုလိုက်အပြုံလိုက်တာဝန်ကနေရက်ဆယ်လိုက်ခြင်းဟာယောဂထိတ်ချုပ်ရေးနဲ့ကာကွယ်ရေးဘဟုဌာန CDC တဲကအမျိုးသားကာကွယ်ဆေးနဲ့အသက်ရှူလမ်းကြောင်းဆရာယောဂများဌာန NCIRG ကဝန်ထမ်းအယောက်130လောက်အပါအဝင်ယောဂထိတ်ချုပ်ရေးနဲ့ကာကွယ်ရေးဌာန CDC ထဲကအရေးကြီးတဲ့ဌာနခွဲတွေကိုထိခိုက်ခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ကယောဂကုဆက်မှုတွေစိတ်ကျမရေးဆိုင်ရာအကျက်တဲတွေပြီးသူကျမရေးဆိုင်ရာချိန်ချမှုတွေကိုကန့်တွဲဖြေရှင်းမှုနိုင်ငံတော်ရဲ့စွမ်းဆောင်ရည်ကိုဆွဆွရွရထိခိုက်စေချောင်းသတိပေးခဲ့ဘူးတဲ့ကျမရေးနဲ့လူသားဝန်ဆောင်မှုဌာန HHS ကအရာရှိဟောင်းတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ် အရင်က CDC လက်ထောက်ညွှန်ကြားရေးမှူးနဲ့ဆေးဘက်ဆိုင်ရာအရာရှိချုပ်ဒေါက်တာဒေဘရာဟိုရီကဒီလိုဝန်ထမ်းအရေးအတွက်ဖြတ်တောက်တာဟာအကျိုးဆက်တွေရှိလာနိုင်ပြီးအမေရိကန်ပြည်သူတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်တယ်လို့ပြောခဲ့ပါတယ်ပြည်ထောင်စုဌာနအများပြားကိုဆိုင်ငံ့ထားရတဲ့ကာလကြာရှည်ဘတ်ဂျက်ဟန်တာကြောင့်မှအခုလိုအလုပ်ထုတ်ခဲ့တာပါရှင်။